ဒီနေ့တွေ့အကယ်ဒမီကိုကြိုတင်ပိုကင်တင်လိုက်ပြီလားဆိုပြီးတော့ပါချီချူးခံနေရတဲ့မြင်မြင်ကျမတို့ဒီဆလီဘေးဒီနျူးချန်နယ်လေးကနေပြန်လည်ကကြိုဆိုလိုက်ရှာပါရီမြင်မြက်ကတော့ဒရမာဟာတာနှမျိုးစလုံးကိုပိုင်နိုင်တဲ့မင်းသားတက်လက်လေးဖြစ်ပါရီကြာရစရုပ်ကိုသူ့အနေနဲ့ပိုက်ပိုက်နေနေပြုတ်ဆောင်နေတာကြောင့်ကယ်ဒမီစုတွေကိုပါတိမ့်ပိုက်ထားနိုင်ကြတာပါဒါပေမဲ့မြင်မြက်နေနဲ့နောက်ပိုင်းတွေမှာတော့ဟာတာဘိုင်းကိုသာပိုရှိုက်ကူလာရှာတာဖြစ်ပါရီဒါကြောင့်လေမြင်းမြစ်စစ်စစ်ကိုပြန်ရှာတွေ့ဖို့အတွက်ခက်ခဲသွားကြရပါတယ် င်းမြတ်အနေနဲ့လက်ရှိချိန်မှာတော့မြေစာစကားနဲ့တူတကြော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။မြေစာစကားဟာတစ်ဖက်မှာတော့ခြေကံလူတန်းစားတွေရဲ့ဘဝကိုဖိအမယ်ရှိုက်ကူတာဖြစ်ပါတယ်။ဒါပြန်မှာတော့ဂျိုးလေးနဲ့တဆင်းတွေနဲ့ပါထက်ဆင့်ပုံဖော်ဖန်နေခဲ့ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကြမှာစိတ်ဝင်စားစရာစကားအဖြစ်ရှုမြင်ခံလာရတာပါ။မြေစာစကားအနေနဲ့စီဘီဝန်တဲ့ရဲ့ဖိအမယ်ခြေနေကိုရှိုက်ကူထားခဲ့ပါတယ်။မြင်မြတ်ကတော့တဒန်လို့တရုတ်တူအောင်လို့ကြိုးစားထားခဲ့တာပါ။ ဒါကြောင့်လည်းအမိုက်သေးသူတွေရဲ့နေပုံထိုင်ပုံတိုင်းသေချာလေးပြည့်စည်ခဲ့ပါတယ်။ပြိတ္တချူကတော့စကားရိုက်ကိုနေစဉ်အတွင်းမှာမြင်းမြက်ကိုတာမှတတိမထားမိခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းမြင်းမြက်ရဲ့ထက်တူကြတဲ့ဇက်ကောင်ပြစ်စင်မှုပေါ်မှာချီချူတန်တွေလည်းထွက်ပေါ်လာခဲ့ရပါတယ်။မြေစာစကားမှာတော့မြင်းမြက်နဲ့တူမင်းသမီးအိမ်မြက်သူကလည်းပါဝင်ထားခဲ့တာပါ။ကြားပြင်မှာတော့ဇက်ပိုတယောက်ဆောင်စင်မကပါပါဝင်ထားခဲ့ရပါ။စင်မကတော့မြင်းမြက်နေတူအပိုလိုမရှိအဖြစ်တယောက်ဆောင်ထားနိုင်ခဲ့ပါတယ်။ဒါကြောင့်လင်းစင်မကပါဇက်ပိုးစုရဲ့ထိစခုလာနိုင်တယ်လို့ထင်ကြီးပြခင်လာရခဲ့ပါတယ်။ပြည်သက်ကြီးတို့အရောမြင်းမြတ်တရားအကယ်ဒမီထပ်မံစခုသွားနိုင်လားဆိုတာပြောခဲ့ပြီးပါအောင်နော်။